်မင်္ဂလာပါရှင် Terror Reading My Anonymous Special Interview ပြန်လေးကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်လို့ပေးထားတဲ့ reading လေးကတော့ file လေးနှစ်ခုပဲလောက်ထားပေးရပေါ့နော်အချိန်လေးသိပြီးတော့မရအောင်ပါဆိုတော့တစ်ဖက်လူရဲ့တကယ်ပုံစံအစစ်အမှန်ဘာဖြစ်မလဲဆိုရယ် reading လေးလောက်ထားပေးပါတယ်အဲ့တော့ဒီ file လေးနှစ်ခုတွေကမှကိုယ်နဲ့ energy ကိုက်မယ်ထင်တဲ့ file လေးတစ်ခုရွေးပြီးတော့ကြည့်လို့ရပါတယ်နော် Hello file လေးမင်္ဂလာပါရှင်ဆိုတော့ဒီ video လေးကတော့ဒါ file နှစ်ခုပဲပေါ့နော် အဲ့တော့ဖိုင်ဝန်လေးတွေတစ်ဖက်လူရဲ့စည်ရင်အမှန်ကဘာဘာဖြစ်မလဲဆိုတော့တစ်ချက်ကြည့်မယ်တစ်ဖက်လူရဲ့စည်ရင်အမှန်ကဘာဖြစ်မလဲပေါ့နော်အမ်ဖိုင်ဝန်တွေဒီဖိုင်ဝန်တွေထားတည်ကြပြီဆိုလို့ရှင်ဒီဗီဒီယိုဆက်ပြီးတော့ကြည့်လို့ရတယ်ဆိုတော့ဖိုင်ဝန်လေးတွေတစ်ဖက်လူရဲ့စည်ရင်အမှန်က ိုယ့်ရဲ့ x တွေလည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့ crash တွေလည်းဖြစ်နိုင်တယ်အဲကိုယ့်ရဲ့အဲ့လိုမျိုးကိုယ့်ရဲ့စိတ်ထဲမှာရှိတဲ့တစ်ဖက်လို့ပေါ့နော်တစ်ဖက်လို့ကိုယ့်ရဲ့တစ်ဖက်လို့ဒီစိတ်ရင်းအနိုင်ကပါလိမ့်ဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ့်လက်စိတ်တွေလူတွေအတွက်ကြည့်လေရတယ် Okay so အရင်ဆုံးပေါ့နော် emotions ပေါ့ဟိုအဓိကတော့လေတစ်ဖက်လူကဘယ်လိုမျိုးလေးတွေသွားဖြစ်နေလဲဆိုတော့သူကလေအဲ့လိုတစ်ခုခုဆိုလို့ရှိရင်သူ့ကိုလမ်းပြပေးမဲ့လူလိုတာမျိုးဥဆောင် ်ရှေ့ကနေပြီးတော့ဥဆောင်မဲ့လူလိုတာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေကိုသွားပြီးတော့တွေ့ရတယ်လေတစ်ဖက်လူကဘယ်လိုပြောမလဲ independent မဖြစ်ဘူးပေါ့เนาะအဲ့လိုအမိကိုတိတ်ပြီးတော့ဒီရလေးနှစ်ကက်ကနှောက်မှကြည့်မယ်เนาะ um အမိကိုတိတ်ပြီးတော့မกินမယ်ဘူးအဲ့လိုပုံစံမျိုးလေးကိုပြောလို့ရရဲ့ပြီးတော့အဲတစ်ဖက်လူပေါ့เนาะ သူ့ရဲ့စိတ်ထဲမှာလေအဲ့လိုကိုကကို့ကိုဥဆောင်စီခြင်းနဲ့ကို့ကိုဥဆောင်စီခြင်းနဲ့ကို့အဲ့လိုသူ့ရှေ့ကနေပြီးတော့ကို့လမ်းပြစီခြင်းနဲ့အဲ့လို energy မျိုးလေးကိုတွေ့ရအဲ့ဆိုအဆင်ပြေလားဆိုတော့ကိုကအဲ့လိုမျိုးအဆင်ပြေတယ်လို့သတ်မှတ်ထားရဆိုလို့ရှိရင်တော့ဘာမှဖြစ်ဘူးအကယ်၍ကိုကဥဆောင်ခြင်းနဲ့သူမဟုတ်ဘူးကိုကလည်း follow လုပ်ခြင်းနဲ့သူဆိုလို့ရှိရင်တော့တစ်ဖက်သူနဲ့အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်တစ်ဖက်သူကလည်းအဲ့လို follow ပဲလုပ်ခြင်းနဲ့သူအဲ့လိုပုံစံမျိုးဖြစ်နေရဲ့ဆိုတော့ သူကဥဆောင်နိုင်ပါရေးရှားလိမ့်မယ်တခြားဒီအိမ်နောင်ရေးကိစ္စတွေမှာတော့တခြားကိစ္စတွေမှာပေါ့နော်အဲ့လိုမျိုးရှားလိမ့်မယ်ဥဆောင်နိုင် ကိုဘာသာကိုပဲဦးဆောင်ကိုကိုလက်ကိုရှင်နေပဲလိုရလိမ့်မယ်အဲ့ဒါလေးတခုရရှိရဲအဲပြီးတော့ရင်တစ်ဖက်လူရဲ့အားနေချက်လိုပဲသွားပြောရမလားပေါ့နော်အဲ့လိုဆုံးဖြတ်ချက်မပြတ်သားတဲ့ပုံစံမျိုးလေးတွေ့ရတယ်တခုခုဆိုလို့ရှိရင်တေချာမဆုံးဖြတ်နိုင်တာမျိုးလေးတွေအဲတေချာဘယ်လိုပြောမလဲမတွေးခေါ်နိုင်တာမျိုးလေးတွေသူ့ရဲ့ဆုံးဖြတ်ချက်ကအဲ့လောက်ကြီးထိအရေးမပါနေရမျိုးပေါ့နော် maybe အဲ့လိုသူ့ရဲ့ family မှာလေးလေးသူအငယ်ဆုံးဒါမှမဟုတ်တူဦးရီတော့ဒီအိမ်မဲ့အဲ့လိုသူတို့ကဟိုအငယ်လေးလို့သတ်မှတ်ထားလို့သိရမလား ဟိုအလိုလိုက်နေရမျိုးပြောရင်ကလေးလိုပဲမြင်ပြီးတော့သူ့ရဲ့စကားကိုအေးမယူအာမျိုးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုသွားပြီးတော့တွေ့ရတယ်ဆိုတော့တခုပြောချင်တာလေတစ်ဖက်လူပေါ့နော်တစ်ဖက်လူကလေဟိုနည်းနည်းလေးအဲ့လိုမမပွိုင်းပုံစံမျိုး family ပွိုင်းပုံစံမျိုးအဲ့လိုပုံစံမျိုးလေးရှိတတ်တယ်သူကိုယ်တိုင်းအဥဆောင်လာမျိုးတိတ်မရှိဘူးပေါ့နော်သူကိုယ်တိုင်းဥဆောင်လာမျိုးတိတ်မရှိဘူးသူ့ရဲ့ ဲမိဘတွေဥဆောင်တာတော့နေနောက်ကိုသူလိုက်မဲကိုနဲ့ဆိုလို့ရှင်လဲကိုရဲ့ဥဆောင်မှုပဲသူလိုက်ချင်တဲ့ပုံစံမျိုးပေါ့เนาะကိုထက်အသက်လဲငယ်နိုင်ပါတယ်เนาะအဲ့လိုပုံစံမျိုးလေးတွေ့ရတယ် တခုခုဆိုလို့ရှင်ဆုံးဖြတ်ချက်တွေကိုမသိချာတတ်ဘူးပေါ့နော်ပြီးသွားလို့ရှင်လေအဲ့လို तू comfort ဖြစ်တဲ့နေရာမှာနေတဲ့ energy မျိုးလေးကိုလည်းတွေ့ရတယ် तू ဒီလူတယောက်နဲ့အတူတူရှိနေပြီဆိုလို့ရှင်ရဲ့အဲဒီလူကသူ့အတွက် comfort zone ဖြစ်နေရမယ်ပေါ့နော်အဲ့လို तू အလိုလိုက်ရမယ် तू အကြိုက်ကိုလိုက်ရမယ်အဲ့လိုမျိုးပေါ့ဟိုအကြိုက်ချင်းမတူတာသူ့အတွက်ကြီးမကြိုက်ဘူးအဆင်မပြေဘူးထင်ရင်တစ်ဖက်လူကဟိုတငယ်ချင်းပဲဖြစ်ဖြစ်မိသားစုပဲမိသားစုဝင်ပဲဖြစ်ဖြစ်ရီးစားပဲဖြစ်ဖြစ်လဲထွက်သွားတဲ့ပုံစံမျိုးပေါ့နော် သူနဲ့ကြီးကြိုက်တဲ့လူတွေကိုပဲသူနာမထားမယ်သူနဲ့ကြီးကြိုက်တဲ့လူတွေနဲ့ပဲသူနေမယ်ဆိုတဲ့ပုံစံပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုသွားပြီးတော့တွေ့ရတယ်အမ်ပြီးတော့လေဆုံးဖြတ်ချက်တွေကိုမခိုင်ပါရဲ့အားမျိုးပေါ့နော်အဲ့အားမျိုးလေးရှိတယ်โอเคအဲ့တော့အခြေပေါ့နော်အခြေနဲ့ပတ်သက်ပြီးတော့သွားကြည့်လိုက်မယ်ဆိုလို့ရှင်လဲလေကိုလိုချင်တဲ့ပုံစံမျိုး ဟုတ်ချင်မှဟုတ်နေလိမ့်မယ်အဲ့လို तू ကအမြဲတမ်းဟို ဘယ်လိုပြောမလဲလီးမလုပ်ဖဲနဲ့ follow လုပ်နေရမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးလေးကိုသွားပြီးတော့တွေ့ရတယ်အဲ့တော့ကိုလိုချင်တဲ့ပုံစံမျိုးဟုတ်ချင်မှဟုတ်လိမ့်မယ်ဟိုမိဘချမ်းသာလို့မိဘပတ်စံရှိလို့သူကလည်းမဖို့အများကြီးလို့ကိုကိုလက်ဆောင်လေးဝယ်ပေးရမျိုးကြီးပါရရရှင်ရှိလိမ့်မယ်ဒါပေမဲ့သူကိုယ်တိုင်းအဲ့လိုအရေးချင်းသိပ်ပြီးတော့မရှိရပုံစံမျိုးပေါ့เนาะကိုယ်တိုင်းသိပ်ပြီးတော့မဥဆောင်နိုင်တဲ့ပုံစံမျိုးအဲ business advice လုပ်နေရင်တောင်မှပဲအဲ့လို family business ကိုလုပ်နေရပုံစံမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးလေးကိုသွားပြီးတော့တွေ့ရတယ်အရေးချင်းသိပ်ပြီးတော့ အဲကိုလောက်ပေါ့နော်ကိုလောက်တော့မတော်ဘူးဆိုတဲ့ပုံစံမျိုးလေးယူတွေ့ရတယ်။ကိုကဥဆောင်ခြင်းနဲ့လူဆိုလို့ရှိရင်တော့အဆင်ပြေရယ်။ကိုကဥဆောင်ခြင်းနဲ့ဆိုမဟုတ်ဘူးဆိုလို့ရှိရင်တော့တိတ်ပြီးတော့အဆင်မပြေနိုင်ဘူးပေါ့နော်။ အဲ့လိုမျိုးလေးတွေ့ရတယ်။တခါလေကြလို့ရှိရင်ကိုလိုချင်တဲ့အဖြစ်ကအဲသူ့စီမှာမရှိရမျိုးဖြစ်တတ်တယ်။မတချို့ရည်စားရေပေါ့နော်ပြောရရင်တချို့ relationship တွေဆိုရင်ဘယ်လိုလေးရှိလဲဆိုကိုကတခုခုဆုံးဖြတ်လို့မတတ်တော့ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ partner ကိုမေးလိုက်မယ်။အဲအချိန်မှာအဲကိုယ့်ရဲ့ partner ဩဒါလေးရောဒီလိုရှိရဒီလိုဒီလိုဆုံးဖြတ်လိုက်ဆိုလို့ရှိရင်ကိုကအဲ့ဒါဩဟုတ်သားပဲဆိုပြီးတော့ဆုံးဖြတ်တာမျိုးပေါ့နော်။အဲအခုအညီပေါ့အဲ့လို supporting တစ်ဖက်လိုမှရှိချင်မှရှိလိမ့်မယ်။တခါလေးကိုဟိုရှာနေတဲ့သူ့စီရပေါ့နော်။ရှာနေတဲ့အရာတွေက မရတာမျိုးပေါ့နော်သူစီကနေမရတာမျိုးမရှိတာမျိုးအဲ့လိုမျိုးလေးရောဖြစ်တတ်တယ်။နောက်အဲ့လေးတခုတော့တတိထားမယ်။ Okay so Oracle ကလေးတစ်ချက်ထုတ်မယ်ဖိုင်1အတွက်ပေါ့နော်။ဆိုတော့တစ်ဖက်လူရဲ့တကယ်စိတ်ရင်းအမှန်တစ်ဖက်လူကတကယ်ဘယ်လိုပုံစံမျိုးလဲဘယ်လိုလူမျိုးလဲပေါ့နော်။ Oracle နဲ့တစ်ချက်ကြည့်မယ်ဖိုင်1ရဲ့တစ်ဖက်လူစိတ်နေစိတ်ထား။ ဘယ်လိုမျိုးဖြစ်မလဲပေါ့နော်အဓိကတော့လေ तू ကအဲ့လိုမျိုးနည်းနည်းတော့စကူးရင်ဆန်တဲ့ပုံစံပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေကိုတွေ့ရတယ်အဲဒါတစ်ဖက်လူရဲ့ energy ပေါ့နော်စကူးရင်ဆန်တာမျိုးလေးတွေကိုတွေ့ရတယ်ကိုယ့်ကိုတော့ချစ်ရှာမှာပါအဲ့လိုချစ်တော့ချစ်တယ်ကွာဒီလားဒါပေမဲ့အဲ့လိုဥမဆောင်နိုင်တဲ့ပုံစံမျိုးပေါ့နော်အဓိက life မှာအဲ့လိုအစင်မပြေနိုင်ဘူးပေါ့နော် life မှာပြဿနာတက်မယ်ဒီ life journey မှာ အဲသုံးဖြည့်ချက်သူ့ရဲ့သုံးဖြည့်ချက်တွေလိုလာတဲ့အချိန်မှာသူကိုယ်တိုင်မသုံးဖြည့်နိုင်မင်းနဲ့သူ့ရဲ့မိသားစုဝင်တွေသွားမေးရမျိုးသူ့ရဲ့အဖေအမေတွေသွားမေးရမျိုးအဲ့လိုတစ်ခုခုတစ်ယောက်ယောက်ကိုသွားမေးရမျိုးအဲ့လိုမျိုးပေါ့နော်ဖြစ်နိုင်တယ်အဲအားကြောင့်မလို့ကိုယ့်ရဲ့ life journey မှာအာဒုက္ခရောက်နိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးရရှိရဲ့ โอเคပြီးတော့တော့ဘာရှိသေးလဲဆိုလို့ရှင်ရနည်းနည်းစိတ်ကူးရင်ဆန္ဒမျိုးလေးရောရှိနိုင်တယ်ဒါပေမဲ့လေကိုကဥဆောင်ရှင်နေသူကိုကလက်တွေ့သမားအဲ့လိုဆိုရင်တော့တစ်ဖက်လုံးเนี่ยသွားပြီးကီးကြိုက်လိမ့်မယ်ဟိုတချို့ relationship တွေမှာနှစ်ယောက်လုံးကအရင် smart ဖြစ်နေရင်လည်းအဆင်မပြေပြန်ဘူးပေါ့နော်တစ်ယောက်ကအဲ့လိုနည်းနည်းလေးဘယ်လိုပြောမလဲဟိုပိုတော်နေရမျိုးအဲ့လိုမျိုးဆိုရင်ပိုကောင်းတယ်အဲ့လိုနှစ်ယောက်လုံးအရင် smart ဖြစ်နေပြီးဘာညာဆိုလို့ရှင်ရရန်ဖြစ်ဖို့များရယ်ပေါ့နော်ညင်ကြခုန်ကြနဲ့အဲ့လိုမျိုး โอเคเออโฟไพน์วันโพเทนชัลเออ2ယောက်စလုံးမှာပေါ့เนาะအဲ့လိုမျိုးโพเทนชัลဒီရှိနေတင်နေပေါ့ဒီ relationship ကအဲ့လိုပုံစံမျိုးတွေ့ရကို့မှာကွာ potential ရှိပေမဲ့တစ်ဖက်လုံးမှာ potential သိမ့်မရှိရပုံစံမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးလေးကိုတွေ့ရတယ်ဆိုတော့ကိုကလေ အဲအဓိကတော့သူနဲ့ကိုနဲ့ပေါ့နော်ညှိရမှာပေါ့ဟိုအရင်ကြီးတော့ဒီ relationship ကိုမဝေဖန်ခြင်းဘူးဘာဖြစ်လို့လဲဆိုတော့တစ်ဖက်လူကလေအဲ့လိုသူ့ဘာသာသူသားမဆုံးဖြတ်တာအဲ့အားလေလေသူ့ရဲ့မိသားစုပေါ့နော်အဲ့လိုမျိုးလူတွေကလိုက်ပြီးဆုံးဖြတ်ပေးနေလို့ဖြစ်ပါလိမ့်မယ်သူ့ဘာသူသားမဆုံးဖြတ်တာကိုကိုချစ်တာရောကိုပမာတစားရှိရောကိုစကားနားထောင်တာအဲ့လိုမျိုးလေးအကြောလေအဆင်ပြေရောအဲ့တော့အရင်ကြီးတော့အဲ့လို seriously ရောမထားနဲ့ပေါ့နော် ဒီကိစ္စကိုပေါ့။မှသူကသူမဆုံးဖြတ်တယ်။မဆုံးဖြတ်တယ်လေကိုဆုံးဖြတ်လို့ရနေရပဲ။သူအကြိုက်လေကိုသိနေရပဲ။ကိုဥဆောင်ခြင်းနဲ့ကိုဘက်ကပေါ့နော်ဥဆောင်ခြင်းနဲ့သူတွေဆိုရင်ဥဆောင်လို့ရနေရပဲဆိုတော့လေ။ရမ်းရော့ဘာမှဖြစ်ဘူးလားလို့အကယ်၍စင်ပြေခြင်းနဲ့ဆိုရင်ပေါ့နော်။ air plum ကိုရတာပို့ပြီးတော့သူ့ထက်ပို့ပြီး smart ဖြစ်တဲ့ independent ဖြစ်တာမျိုးလေးတွေ့ရတယ်။ကိုဘက်က အော်ဒီ situation မှာတခုပေါ့နော်ဖြတ်ခနဲ့အဲ့လိုခေါင်းထဲဝင်လာပေါ့တခုတော့ရှိရဲ့ဘာလဲဆိုရင်လေတချို့တချို့တော့အဲ့လိုတစ်ဖက်လူတွေပေါ့နော် insecurities အများကြီးအစင်မပြေဘူးလို့ခံစားရတယ်ဟို ကိုကတော်နေရဟုတ်တယ်။မှထားလိုက်ပါတော့လူတစ်ယောက်လူနှစ်ယောက်ဆိုလို့ရှိရင်တစ်ယောက်ကတော်နေရဆိုလို့ရှိရင်နောက်တစ်ယောက်ကအဲ့တော်ရာကို supporting လုပ်ပေးရင်အဲ့တော်နေတဲ့ကွာလေပို့ပြီး comfortable ဖြစ်နိုင်မယ်လို့ထင်နေပေါ့နော်။တချို့ situation တွေကြတော့အဲ့လိုမဟုတ်ဘူး။လူနှစ်ယောက်မှတစ်ယောက်ကတော်နေလို့ရှိရင်နောက်တစ်ယောက်ကအဲပို့ပြီး jealous ဖြစ်တာမျိုးပေါ့နော်။ तू ပို့ပြီးတော်ချင်တာမျိုးရှိတယ်။ဒါပေမဲ့စူးစမ်းလားဆိုလည်းမစူးစမ်းဒါပေမဲ့ तू ကပို့ပြီးတိချင်တယ် तू ကပို့ပြီးတက်ချင်တယ်အဲ့လိုမျိုး तू ပို့မတိပို့မတက်တဲ့အခါမျိုးမှာ insecurity စင်များရယ် insecurity စင်များရယ်တငယ်စိတ်တွေများလာပြီး ပြောမှကိုယ်နဲ့ပြဿနာတက်တာမျိုးလေးဖြစ်တတ်တယ်။အဲ့အားများသောအဖြစ်ဘယ်လိုမျိုးညီမဖြစ်လဲဆိုတော့ဟိုညီမစီမရောက်လာတဲ့ client တွေအမှဆိုလို့ရှိရင်အသက်ကွာတဲ့ client တွေပေါ့နော်အဲ့လိုမျိုးပြဿနာကြီးတော်တော်များများကြုံရတယ်ဆိုတော့ဟိုအရန်တော့အမ်မြင်းခုံတာမျိုးမလုပ်စေချင်ဘူးပေါ့နော်အဲ့လိုနှစ်ယောက်တာဆိုလို့ရှိရင်လေ နော်အရင်ကညင်ခုံတာမျိုးမလုပ်စီချင်ဒါပေမဲ့ anyway ဒီ phi 1နေရကိုကိုစဉ်းစားတတ်မယ်လို့ထင်နေဒီမှာလဲ universe ကအကြီး highlight လုပ်သွားတဲ့ message တွေပါ ਈ လဲအရင်ကြီးမရှိဘူးပေါ့နော်ဒီတိုင်းလေးပဲအစဉ်ပြေရဲဒီတိုင်းလေးပဲဆက်နေလို့ရတဲ့ energy မျိုးလေးကိုတော့တွေ့ရတယ်ပြီးတော့ phi 1တွေကိုဟောနေတဲ့အချိန်မှာလဲ energy ကအဲ့လို come ဖြစ်တဲ့ AC ပဲအရင်ကြီး ဟို extreme ဖြစ်တာမျိုးတွေပါမရှိဘူးပေါ့เนาะဒါပေမဲ့အဲ့လိုမျိုးပေါ့သူဦးမဆောင်နိုင်တဲ့အပေါ်မှာတော့ကိုယ့်ဘက်ကနားလည်နိုင်လားပေါ့နားလည်နိုင်တယ်ဆိုလို့ရှိရင်တချို့ဖိုင်ဝမ်တွေကနားမလည်နိုင်လို့ energy ရိုက်ဒါပေမဲ့ဘယ်လိုပဲဖြစ်ကိုကနားလည်နိုင်နေသူဆိုလို့ရှိရင်လည်းနားလည်ပေးလိုက်ပေါ့เนาะဟိုချစ်နေရပဲဟာကိုကနားမလည်နိုင်နေသူဆိုလို့ရှိရင်လည်းကိုကကိုစဉ်းစားပေါ့เนาะဘာလို့မလဲဆိုတာเนาะအဲ့တော့တစ်ဖက်လိုကတော့ကိုကိုဟိုချစ်တိုင်းသစ္စာရှိရရောရှိရဲ့ဒါပေမဲ့ဘယ်လိုဘယ်လိုလုပ်ပါလို့တော့မပြောချင်ဘူးပေါ့เนาะဖိုင်ဝမ်တွေက အဲ့တော့ okay ဒါလေးရောဒါ file 1လေးရဲ့ reading မှာဆိုတော့ file 1လေးကြီးသုံးတိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အဲ့တော့ file 1လေးကြီးနောက်ထပ် reading မှာပြန်ပြီးရောတွေ့ကြမယ်နော်။ Hello file 2လေးရေမင်္ဂလာပါရှင်။ဆိုတော့ file 2တစ်ဖက်လူရဲ့အဲစည်ရင်မှန်ပုံစံအမှန်ပေါ့နော်ကိုယ်ဖုံးကွက်ထားလားဒါမှမဟုတ်အရှိကိုရှိတိုင်းပဲချပြတ်ထားလားပေါ့။အခုလက်ရှိကတော့ဒါ ဖိုင်1 oh sorry ဖိုင်2တစ်ဖက်လိုရဲ့ပုံစံအမှန်ကိုကြည့်မှဖြစ်တဲ့အတွက်အကယ်၍ကိုယ်ကိုချပြထားရဲ့ဆိုရပုံစံနဲ့ကိုက်ညီရဆိုလို့ရှင်တော့ဒါအဆင်ပြေပေါ့နော်ကိုယ်ကိုချပြထားရဲ့ပုံစံနဲ့မကိုက်ညီဘူးဆိုလို့ရှင်တော့ကိုယ်ကိုဖုံးကွယ်ထားရဲ့ရှိနေပြီ okay အဲ့တော့ Taiwan တစ်ဖက်လူရဲ့ပုံစံ dividend ကိုဒီ phi ကိုရွေးထားတကြပြီဆိုရင် dividend ဆက်ပြီးကြည့်လို့ရရဲ့အာ phi 2လေးပေါ့နော် sorry ပါ phi 1ကလေအရှိမပြောခဲ့ရောစိတ်ကစွဲနေရောဘဇက်ကအဲ့ဒါကိုပဲစွဲနေဆိုတော့ phi 2เนาะကလေးပြန်မျိုးစွဲမယ် energy ရိုက်ကလေးကိုထုတ်ပါမယ်ဆိုတော့ phi 2လေးတွေ phi 2လေးတွေတစ်ဖက်လူပုံစံအစစ်မှန်ကဘယ်လိုဖြစ်လဲ phi 2လေးတွေရဲ့တစ်ဖက်လူပုံစံအစစ်မှန်က

50ပဲကောင်းတဲ့ဟာကြီးလည်းပါသလိုမျိုး မကောင်းတဲ့ဟာကြီးလည်းပါတယ်ပေါ့နော် so okay ပါ pie 2တဖက်လို energy လေးဒီပထမဆုံး3 of cups ရဲ့ ace of cups ရဲ့ okay queen of wands ပြီးတော့ deliver နဲ့ the fool ပေါ့နော် ဆိုတော့ဖိုက်ထူးလေးတွေလေးဒီလားတဖက်လိုပေါ့နော်တဖက်လိုရဲ့ energy ကလေအရင်ကောင်းတယ်လို့ပြောလို့မရသလိုမျိုးအရင်စိုးရယ်လို့လည်းပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့အဖိုက်တူးတွေရဲ့တဖက်လူကအဲ့လိုမျိုးလေဟိုပတ်စံရှိရဲ့လူအဲ့လိုမျိုးပတ်စံရှိရဲ့ဟိုအလောက်ကိုင်းရှိရဲ့အသက်ကြီးအဲ့လိုမျိုးဆိုလို့ရှင်တော့သတိထားတော့သူ့နားမှာဝိုင်းလေပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်နေလိမ့်မယ်အဲ့လိုတော်တယ် smart ဖြစ်တဲ့အရေးချင်းရှိရဲ့ဆိုလို့ရှင်ရင်တဖက် လူနာမှာကလေဝဝိုင်းလေနေလိမ့်မယ်အဲ့တော့အာသူနဲ့ကိုနေကြတဲ့ကိုတက်ပါတီဝင်တဲ့ပုံစံမျိုးပေါ့နော် basically ပြောရမယ်ဆိုလို့ရှင်နော်ဆိုတော့တက်ပါတီဝင်တဲ့ပုံစံမျိုးလေးရောရှိလာတတ်တယ်ပြီးဆိုတော့နောက်တစ်ခုပြောချင်တာလေ um queen of wands ပေါ့နော်တစ်ဖက်လူကလေအချစ်ရေးကိုလေသူကောင်းနေမှာရောရှိ အလေးလေးနက်နက်လေးထားရတယ်ဒါပေမဲ့လေအသစ်ကနေပြန်ဆလိုက်ရဖို့ဝင်မလေးရဲ့လူမျိုးဖြစ်လိမ့်မယ် အဲ့တော့ဆိုလိုချင်တာပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်သူ့နားမှာကွာအဲ့လိုရီစားရပိုင်းရှိရှိစီချင်တယ်ရီစားကိုလည်းချစ်တယ်တစ္ဆာလည်းရှိရ support လည်းလုပ်တယ်ဒါပေမဲ့လေအဲ့ရီစားနဲ့ပြတ်တယ်ဆိုလို့ရှင်နောက်ထပ် relation ဘယ်လောက်ပဲနှစ်တည်းအကြာကြီးတွဲတွဲပေါ့နော်ဘယ်လောက်ပဲအချိန်ကြီးအကြာကြီးတွဲတွဲနောက်ထပ် relationship အသစ်တစ်ခုကိုစာဖို့ဝင်မလေးရဲ့လူမျိုးဖြစ်လိမ့်မယ်အဲ့တော့သူ့နားမှာတယောက်ရှိနေရပြီဆိုတဲ့လူမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်လိမ့်မယ်အဲ့တော့ကိုကတော့အဓိကဒီလူကိုလက်မလွတ်ချင်ဘူးဆိုရင်မပြတ်ဖို့တော့လိုတယ် โอเคအဲ့မပြတ်ဖို့လိုတယ်အဲအဲ့အားလေးတစ်ခုတော့ရှိရပေါ့နော်ဒါ DVD လေးကိုနားလည်မဲ့ရှင်တယ်ဖိုင်2တစ်ဖက်လိုရဲ့စိတ်နေစိတ်ထားအောင်လေအဲအချင်းရင်းမှာပေါ့နော်ဒါပေမဲ့စီးပွားရေးတို့ဘာတို့တွေကျော်သူကအသက်ကနေပြင်ပြန်စရမျိုးမလုပ်ဘူးပေါ့နော်ဒီ ဘယ်လိုပြောမလဲသူတေချာလုပ်တယ်အစားရတေချာ build လုပ်တယ် stable ဖြစ်အောင်လုပ်ထားရပေါ့နော်အဲ့တော့သူ့နားမှာလေဝင်ဝိုင်းလေဖြစ်တဲ့အတွက်ဝိုင်းလေကလေအဲ့လိုကောင်းမလေးကောင်းလေးလေဖြစ်နိုင်တယ်ပြီးတော့တငယ်ချင်းတွေကလည်းသူ့ကိုချစ်ကြရပေါ့နော်အဲ့တော့တငယ်ချင်းတွေကလည်းချစ်ကြအပြော်အပါလေးနည်းနည်းမတ်တယ်ပေါ့အပြင်လေးသွားမယ်ဟိုလူနဲ့သွားမယ်ကြီးလူနဲ့သွားမယ်အပြောပါတော့စားနေလို့ပြောနေတာမဟုတ်ဘူးဒါပေမဲ့အပြောအပါတော့သူ့စိတ်ထဲမှာရှိရပေါ့နော်အဲ့လိုခံစားချက်လေးကိုရရတယ် ဆိုပွဲတွေပေါ့နော်ဥမာဟန် new year ရှိမယ် christmas ရှိမယ် halloween အဲ့လိုမျိုးပွဲတွေကိုခေါင်းစဉ်တက်ပြီးတော့ဩဒီပွဲဒီပွဲဒီပွဲအဲ့လိုပါတီတွေပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေတော့အဲသူ enjoy ဖြစ်တယ်သွားရတဲ့တိုင်ဒါပေမဲ့လေအဲ့မှာသွားပြောလို့မိမသွားရှုပ်တာတို့သိရမလားဟိုစေးတွေသွားလောက်တာတော့အဲ့လိုမျိုးမဟုတ်ဘူးဒီတိုင်းပဲပေါ့နော်ဒီတိုင်းပဲသူအဲ့လိုပွဲလေးဆိုလို့ရှင်သူ appreciate အဲ ဘယ်လိုပြောမလဲသူ appreciate လုပ်ချင်တယ်ဆိုရယ်ပုံစံမျိုးပေါ့နော်ဘယ်လိုပြောမလဲမသိအဲ့လိုပွဲလေးသူလုပ်ချင်တယ်ကွာဒီလားအဲ့လိုမျိုးပေါ့အဲ့လို energy မျိုးရရဲဆိုတော့ဒါ fight 2တစ်ဖက်လူရဲ့ energy ရဲ့ win ရဲ့အချိန်ပေါ့နော်ဆိုတော့ အမ်သူကလေအဲ့လိုမျိုးကလေးလေးပဲလေးလေချစ်တတ်မဲ့ပုံစံမျိုးပြီးတော့လက်လဲဖွာတဲ့ပုံစံမျိုးလေးကိုတွေးထားတယ်အကုန်လုံးကလည်းသူချစ်ကြရဲပေါ့နော်ဒါပေမဲ့လေသူ့မှာလေသူ့ရဲ့ dark side နဲ့သူရှိရောရှိနေလိမ့်မယ်အဲ့လိုမျိုးအချီရဲ့အစ်စ်ကနေပြန်စားဖို့ဝင်မလေးရဲ့လူမျိုးတွေပဲဖြစ်တာလေသူ့ရဲ့ dark side တစ်ခုဖြစ်ဖို့များရဲပေါ့နော်အဲ့လိုဘလို့ပဲနှစ်၄၀နှစ်ပဲဖြစ်ဖြစ်နှစ်၂၀ပဲဖြစ်အရှိမဘလောက်ပဲတွဲခဲ့တွဲခဲ့အဲ့လိုကောနော်ချစ်လဲချစ်တယ်တစ္ဆာလဲရှိပေးအစုံ ဟိုနောက်ဆုံးအချိန်အထိလဲကောင်းပေးခဲ့ရပေါ့နော်ဒါပေမဲ့လေအဲ့လိုပဲပြတ်သွားပြီးသွားလို့ရှိရင်နောက်ထပ် relationship အတစ်တကူကိုစဖို့အတွက်ဝင်မလေးဘူးတချို့လူတွေဆိုရင်အော်အရှိကကောင်လေးကိုအရှိကကောင်မလေးကိုဒီမှာအာနာလို့အဲမဒိတ်သေးရမျိုးဘာဘာမျိုးအဲ့လိုမျိုးလေးရှိနိုင်နေပေါ့နော်ဒါပေမဲ့ तू ကကြတော့အဲ့လိုမဟုတ်ဘူး तू ကဟိုထိတ်တယ် အဲအမနာဟူသူလုတ်ချင်ရှေ့အောင်ဆက်လုပ်တယ်ဒီလိုနဲ့ပြီးွားဤဒီနေ့ပြတ်ပြီဆိုရင်နောက်နေ့သူ single ပဲသူလုတ်ချင်တာလုပ်မယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့အလေးတခုတော့ရှိရဲ့အဲ့တော့သူ့ရဲ့အဲ့လို dark side ကဘာဖြစ်မလဲဆို relationship တွေအသင်း စတာစတာမျိုးပေါ့နော်စတတ်တာမျိုးပေါ့ဟိုတခုတတိယဝါလို့အကယ်၍လေကိုကအဲ့လိုမယုံဆိုရင်သူ့ရဲ့အဲ့လို history တွေဘာတွေတော်တော်ပြန်ကြည့်ပေါ့နော်ဥမာအရင်ကောင်မလေးရင်နေတုန်းကတော့သူအဲ့လိုဖြစ်ခဲ့ရရှိလာတော့အရင်ကောင်မလေးရင်နေတုန်းကအဲ့လိုလုပ်ခဲ့ဘူးလားဘာညာအဲ့လိုမျိုးလိုက်ပြီးတော့စုံစမ်းရင်စုံစမ်းကြည့်ဖိုက်တွေ့တစ်ဖက်လို့လေအဲ့လိုမျိုးရှိရဆိုရင်တော့ဒါသေးကြရဲပေါ့နော် Okay အဲ့တော့ Pie 2 Origami တစ်ချက်ထုတ်မယ် Pie 2 connection အတွက်ပေါ့နော် So, the connection address. ဆိုတော့ file 2 connection အတွက်တတိထားရမှာဖြစ်ဖြစ်သိသင့်တာလေးဖြစ်ဖြစ်ဖြစ်ပြပေးပါဆိုတော့ file Okay so ဖိုင်ကျူးလေးရအဓိကရော universe ကကိုယ့်ကိုတော့ message မရှိဘူးပေါ့เนาะဒီ relationship အပေါ်မှာ message တွေအရင်မရှိဘူးအအဆင်ပြေရလက်ရှိအတိုင်းလေးပဲဆက်သွားဒါပေမဲ့အဲ့လိုမျိုးပေါ့เนาะခုနသူ့စီမှာပဲဖြစ်ဖြစ်အဲ့လိုကိုယ့်စီမှာပဲဖြစ်ဖြစ်လေး third party ပေါ့เนาะအထူးသဖြင့်အဲ့လို ဒီဟာလေတစ်ဖက်လူလို့ပြောတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ crash လည်းဖြစ်နိုင်တယ် x လည်းဖြစ်နိုင်တယ် no contact situation သမိုင်းလည်းဖြစ်နိုင်တယ်เนาะအဲ့လို situation ship သမိုင်းလည်းဖြစ်နိုင်တယ်ကြိုက်တဲ့လူပေါ့เนาะကိုယ့်ရဲ့ရင်ထဲမှာရှိရဲကိုယ့်ရဲ့စိတ်ထဲမှာကိုယ်ရည်ရွယ်ပြီးတော့ဒီဖိုင်ကိုရွှေ့လိုက်တဲ့တစ်ဖက်လူပေါ့เนาะအဲ့လိုပုံစံမျိုးဆိုဆိုအဲ့တစ်ဖက်လူမှာအဲ့လိုအမြဲအပြော့အပါအမှတ်နေရာမျိုးရှိကောင်းရှိလိမ့်မယ်ဒါမှမဟုတ်လို့ရှင်လည်းတငယ်ချင်းများမျိုးပေါ့เนาะအဲ့အတွက်သူ့မှာ ဘေးမှာလူတွေများရဲ့အဲ့တော့ option တွေများရဲ့သူမှတခြားယူချက်ကြရရှိရဲ့ဆိုတော့သတိထားရမယ်ပြက်သွားလို့လည်းတိတ်ပြီးတော့မဖြစ်ဘူးပေါ့နော်ခဏလေးပြက်သွားမှပြက်သွားပြီးနှစ်ပတ်လောက်နဲ့အောင်ကိုကစိတ်ကောက်တယ်လို့ကိုကတွေးချင်တွေးနေဦးမှာအော်ငါစိတ်ကောက်နေလို့သူ့ကိုမခေါ်ဆိုသူကနောက်တစ်ယောက်ရနေလောက်ပြီပေါ့နော်အဲ့လိုမျိုးဟိုပြစ်မထားနဲ့ပေါ့နော်အဲ့လိုမျိုးလေးရှိရဲ့ဆိုတော့5 2တစ်ဖက်လုံးနဲ့ကိုနဲ့ချက် surpass life အဲ့တော့သူနဲ့ကိုနေရတော့လေတော်တော်နဲ့ပြတ်မဲ့အဲ connection တော့မဟုတ်လို့မြင်တယ် maybe twin flame နေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုတော်တော်နဲ့မပြတ်ဘူးရှိအောင်မဲ့တယောက်နဲ့တယောက်ကတော့လေအကယ်၍ပြတ်နေပြီသားဆိုရင်လည်းဒီလိုလူမျိုးကအဲ့လို x ဆိုလို့ရှင်လည်းပြန်လာလိမ့်မယ်ပေါ့နော်နှစ်ယောက်ရဲ့ connection ရနည်းနည်း twin flame connection ဆက်နေဆိုတော့အပြန်လာဖို့အတွက် chance များရဲ့ပြတ်ဖို့ခက်တယ်ပေါ့နော်အဲ့လိုတစ်ချိန်ချိန်မို့ကြာတော့ကြာလိမ့်မယ်ဒီလားအဲ့လိုမျိုး um မတည်ဘူးကြမဲ့ချင်နေတယ်ပြန်တော့လာလိမ့်မယ်เนาะပြန်တော့လာလိမ့်မယ်ဟာ25 6လပိုင်း12လပိုင်း17လပိုင်းအဲ့လောက်တော့ချင်နေပေါ့เนาะအဲ့လောက်ဝင်ချင်လို့တော့ချင်နေ Okay အဲ့အဒီကတော့ကိုဘသားကိုပဲဆုံးဖြတ်အကယ်၍အဲဒါ x မဟုတ်ဘူးတခြားလူတွေအတွက်ကြည့်နေဆိုလဲဒီဟို energy လေးအတိုင်းဖြစ်ဖို့များနေရပေါ့เนาะတစ်ဖက်လို့ကအဲ့သတိထား အဲ့အရာလေးတွေကိုကိုကအဝဲနဲ့ရှိရှိနေအဓိက DVD ကိုကြည့်ရဲဆိုတာလေဟိုလိုမျိုး negative တွေဟာဒီလူကဒီလိုကြီးဖြစ်တယ်ဆိုပြီးအဲ့လို negative vibe တွေဝင်ဖို့မဟုတ်ဘူးเนาะအော်ဒါကတော့ဒီလိုရှိရဲ့ဟိုအရာရာလေးအဲ့လို positive နဲ့ပဲကြည့်အော်ဒါကတော့ဒီလိုရှိရဲ့အဲ့အကြောင်းမို့လို့ငါဒါလေးရောရှောင်တင်နေဒါလေးရောစင်ကျင်တင်နေအဲ့အကြောင်းငါ DVD ကိုကြည့်ဖို့ meant to be ဖြစ်လာပေါ့เนาะ DVD ကိုကြည့်ဖို့အဲရောက်လာပေါ့အဲ့လိုပုံစံမျိုးပဲစဉ်းစားเนาะအဲဆိုရင်ပို့ပြီးအဆင်ပြေလိမ့်မယ်အဲကိုယ့်ရဲ့မကောင်းတဲ့ negative တွေကိုအကုန်လုံး release လုပ်ပါပြီးတော့လို့ရှိရင်ပို့က ကောင်းတဲ့ positive တင်နေကိုယ့်ရဲ့ဘောစဉ်းစားကြည့်နောက်ထပ်တစ်ပတ်နှစ်ပတ်လောက်ပဲဖြစ်ဖြစ်နေလို့ရှင်ကိုယ့်ရဲ့အဲ့လိုတရက်တရက်ရက်ပေါ့နော်နောက်တစ်ပတ်နှစ်ပတ်လောက်မှဖြစ်မယ်ကိုယ့်ရဲ့တရက်ရက်လေးကိုစဉ်းစားကြည့်ရင်အဲ့လိုမျိုးအော်တနေ့က positive vibe လေးနဲ့ဟိုလူလေးကကြည်ကြည်လင်းလင်းမျက်နှာလေးကလည်းရှင်ရှင်လန်းလန်းတွေ့ရတဲ့သူတွေကိုလည်းနှုတ်ဆက်မယ် အေးစေးပဲကို vibe လေးနဲ့ကိုအေးချမ်းပြီးတော့အဲ့လို peacefully ဖြစ်ဖြစ်နဲ့စိတ်ထဲမှာနေနေနေမယ်ပေါ့နော်အဲအဲ့လိုမျိုးလေးစဉ်းစားနှစ်ပတ်လောက်ပဲ positive vibe တင်နေပဲအဲ့လိုနှစ်ပတ်လောက်ကိုဇက်တိုက်နေတာအဲ့လိုမျိုးလေးဖြစ်လာလိမ့်မယ်နော်ကြည်ကြည်လင်းလင်းလေးနဲ့ orally တက်လာပါလိမ့်မယ်ဆိုတော့ဟိုသူများရဲ့လိုမျိုးအော်နောက်၅နှစ်တွေပိုင်းစဉ်းစားနေကြမလို့နောက်နှစ်ပတ်လောက်မှာအဲ့လိုကြည်ကြည်လင်းလင်းလေးဖြစ်လာလိမ့်မယ်နော်လိုက်လို့မယ်ဆိုလို့ရှင်လဲ comment မှာ ဖြေးပေးခဲ့ပါအောင်အဲ့တော့နေ့စဉ်သတိထားပြီးတော့ positive vibe လေးနဲ့နေအဲဆိုလို့ရှင်ကိုယ့်ရဲ့ spiritual bio financial physical အကုန်လုံးအကုန်လုံးဒီထက်ပို့ growth ဖြစ်လာလိမ့်မယ်ပို့ပြီးတိုးတက်လာလိမ့်မယ်ကြီးပွားလာလိမ့်မယ်ပတ်စံနေလည်းအများကြီးဝင်လာလိမ့်မယ်ကိုယ့်ရဲ့ negative တွေကိုဒါကို release လုပ်နေပေါ့နော် so okay ဒါလေးက file tool လေးရဲ့ reading ဖြစ်ပါတယ်အဲ့တော့ file tool လေးရေးဆုံးကြည့်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ file tool လေးနောက်ထပ် reading မှာပြန်ပြီးတော့တွေ့ရမယ်နော်